ညနေစာကိုကဖင်းအစီအဆက်စာနဲ့အစာပမာဏမများကိုရှောင်ရှားသင့်တဲ့အပြင်ကိုယ့်ရဲ့ယောဂအစီအနေပေါ်မူတည်ပြီးတော့ရှောင်ရမယ့်အစာစာလေးတွေရှိပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ညနေပိုင်းမှာရှောင်ရှားသင့်တဲ့အစာစာလေးတွေကိုပြပြပေးလိုက်ပါတယ်ရှင်။ပရမအုံမျိုးကတော့အုံနောက်နဲ့အာယုံကျော်အပေါ်မှာတက်ရောက်မှုရှိနိုင်တဲ့အစားအစာတွေပါဥပမာပြပြရမယ်ဆိုရင်တော့ကော်ဖီလက်ဖက်ရည် ချိုကလက်နဲ့ကဖိန်းပါဝင်တဲ့တခြားအစားအစာတွေကိုညနေပိုင်းမှာမစားပါနဲ့နော်။ကဖိန်းကအစွမ်းရည်ပေါ်မှာတက်ရောက်မှုရှိနိုင်ပြီးတော့အနိုဆိုင်လို့ခေါ်တဲ့ပစ္စည်းကိုပပိနိုင်တာကြောင့်အိမ်မပြော်တာတွေဖြစ်တတ်ပါတယ်။ကဖိန်းပါဝင်တဲ့အစားအစာတွေအပြင်ကဖိန်းပါဝင်တဲ့အစာအစာတွေလည်းရှားရပါမယ်ရှင်။နောက်ထပ်တစ်ခုကတော့ခရမ်းကျင်သီးပါ။ရင်ဘူးဝေဒနာခံစားရတဲ့သူတွေကခရမ်းကျင်သီးကိုရှားရပါမယ်နော်။ အဲ့ရဝင်ပြီးနောက်ပိုင်းမှာကဘာမြေကြီးရဲ့ဆွဲရကြောင့်ခရမ်းကင်ကြီးကနေပြီးတော့အဆစ်တွေကအစာမျိုးပြုံတွေကိုပြန်ဆက်တက်နိုင်တာကြောင့်ပါနောက်ထပ်မျိုးကတော့ပဲမျိုးမျိုးပါပဲမျိုးမျိုးမှာကပရိုတင်းအမြင့်နဲ့တခြားအရေးကြီးတဲ့အာဟာရဓာတ်တွေပေါ်ကျဲဝါစာပါဝင်ပါတယ်ကျန်းမာရေးအတွက်အကျိုးများစွာရှိပေမဲ့အစာချေစနစ်ကိုတော့ဒုက္ခပေးနိုင်ပါတယ်ဒါကြောင့်ညစာကိုပဲနှစ်ထမင်းစားတာကအစာမကြီးဖြစ်တတ်ပါတယ်နော်နောက်ထပ်မျိုးကတော့ကိတ်မုတ်ဒိုနတ်ဒီလိုမျိုးအချို့ကာတွေပါ ဒေါနတ်ကအစီနဲ့တကြားနှမျိုးစလုံးပါဝင်တဲ့အတွက်ကြောင့်မို့လို့အဲ့ရမဝင်ခင်မှာမစားသုံးသင့်တဲ့အဆိုးဆုံးအဆစာပါပဲခနာကိုကတကြားပမာဏများစွာကိုချိန်ဖျက်နေရတာမို့လို့အစာမကြေဖြစ်တတ်ပါတယ်အခုံးတစ်ခုကတော့အသားတော့ misty တွေပါညစာအဖြစ်တော့မစားသုံးသင့်ပါဘူးနော်အသားတွေကအစာကြေဖို့အတွက်အချိန်ရွာတဲ့အတွက်ကြောင့်မို့လို့ဗိုက်ကြီးတင်းနေပြီးတော့တော်ရုံနဲ့အိမ်ကိုရောတတ်ပါဘူးဒါပေမဲ့ပမာဏနည်းနည်းပဲစားသုံးမယ်ဆိုလို့ရှိရင်တော့ဒီပြဿနာကိုဖြေရှင်းနိုင်မှာလိမ့်ပဲနော်ဒီလော က်ဆိုလို့ရှိရင်ညနေခင်းမှာရှောင်းကြောင်းတဲ့အစားအစာလေးတွေကိုတည်သွားလုပ်ပြီးလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့အခုကြာဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားမှာမို့လို့ဆက်လက်ဆက်မှုကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။